ပြီးတော့မှတတိယချက်အနေနဲ့ကတော့အောင်မြင်ခြင်းအောင်မြင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဒီဘဝအသက်တာထဲမှာကြည့်တဲ့အခါမှာအောင်မြင်တဲ့အခါမှာလည်းပဲလူတိုင်းကပျော်ရွှင်ကြတာဖြစ်တယ်စီးပွားရေးလုပ်တဲ့သူတွေကစီးပွားရေးအောင်မြင်လာတဲ့အခါမှာသူဟာပျော်ရွှင်မှုကိုခံစားရတယ်ကျွန်တော်တို့အားလုံးကိုနဲ့ဆိုင်တဲ့ဝါသနာပါရအလုတ်ကိုလုတ်နေရင်းနဲ့အောင်မြင်သွားပြီဆိုရင် ဘသူမှကျွန်တော်ဒီဟာလို့လို့အောင်မြင်သွားတယ်ကွာစိတ်ညစ်လိုက်တာဆိုတာမရှိပါဘူးကျွန်တော်တို့လှုပ်တဲ့အရာတစ်ခုအောင်မြင်သွားပြီကျွန်တော်တို့ပြောချင်တဲ့ message တစ်ခုကျွန်တော်တို့ပြည်သူတွေကိုဖွင့်ပြချင်တဲ့အကြောင်းအရာလေးတစ်ခုလူတွေစီမှာပေါက်သွားလို့အောင်မြင်သွားပြီဆိုရင်တော့ဒါဟာဝမ်းသာစရာတစ်ခုပဲပျော်ရွှင်စရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဖရားတခင်ရဲ့ရှေ့မှာကျွန်တော်တို့အောင်မြင်မှုရလာတဲ့အခါမှာအောက်ချင်မလွတ်ပါနဲ့တတိထားရအောင်ကျွန်တော်လူငယ်တွေကျွန်တော်အများကြီးတွေ့တယ် တို့တို့မြန်မာပြည်မှာနေတဲ့အခါမှာကျွန်တော်တို့လုံနိုင်စွမ်းတွေကတိတ်ပြီးတော့မှမတွင်ချေတဲ့အခါမှာကျွန်တော်တို့တိတ်ပြီးမှမလောက်ကြဘူးဒီရောက်လာတဲ့အခါမှာအမျိုးမျိုးကျွန်တော်တို့ဝါသနာပါတဲ့အရာတွေလည်းဒီမှာအများကြီးလုံလုံလို့ရတဲ့အနေအထားရှိတယ်ပြီးတော့မှဒီမှာရောက်လာတဲ့အခါမှာကျွန်တော်တို့လက်လမ်းမီတဲ့အရာတွေကျွန်တော်တို့စီးပူးပြီးမှလှုပ်ဆောင်ကြတယ်လှုပ်ဆောင်ပြီးမှတင်းအောင်မြင်လာတဲ့အခါမှာတင်းရဲ့ပျော်ရွှင်မှုကတင်းရဲ့အတ္တတာကိုမရိုက်ချိုးမိပါစေနဲ့ ီအောင်မြင်လာတဲ့အခါမှာတင်းရဲ့အောင်မြင်ခြင်းဟာဖရာသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်ဆိုတာကိုတတိယရအောင်ဒီအောင်မြင်ခြင်းကတကယ်ကျွန်တော်တို့ကိုပျော်ရွှင်မှုပေးနေတယ်ဒီအောင်မြင်ခြင်းကဘယ်ကလာလာလဲဆိုရင်ဖရာသခင်စီမှာပဲရှိတာဖြစ်တယ်ဆိုတော့ဒီအောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာတစ်ခုကျွန်တော်ပြောပြချင်တယ်ယောရှုမတ်စာအခန်းကြီး6ကျွန်တော်ကြည့်တဲ့အခါမှာယေရီခေါမြို့ကြီးကိုယောရှုကတိုက်ခိုက်မဲ့အချိန်မှာဖရာသခင်ကယောရှုကိုမှားတယ် ယောရှုဒီယေရီခေါမြို့ကိုတိုက်မဲ့အခါမှာလှုပ်ပါလှုပ်ပါလှုပ်ပါ နာခံပါနာခံပါလိုက်လျှောက်ပါဆိုပြီးတော့မှစေမင်းစေကနေပေးထားတာရှိတယ်။ယောရှုကိုဖျားတခင်ကလှုပ်ခိုင်းတဲ့အရာပေါ်မှာယောရှုဒီနာခံပြီးတော့မှလှုပ်ဆောင်သွားတဲ့အခါမှာအဲ့ဒီယေရီခေါမြို့ကြီးကိုသူတို့ကိုယ်တိုင်တွားပြီးမှတိုက်ခိုက်ဆရာမလိုပေမဲ့ဖျားတခင်ရဲ့စကားတန်နာခံခြင်းအဖြစ်ယေရီခေါမြို့ကြီးကိုအောင်းနိုင်ခဲ့တာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီအောင်အောင်မြင်ခြင်းရဲ့အကြောင်းတော့ချက်ကိုကြည့်တဲ့အခါမှာလည်းပဲဒီအောင်မြင်ခြင်းရဲ့တော့ချက်အစစ်အမှန်တွေကျွန်တော်တို့ရဲ့အစွမ်းအစမှာမရှိပါဘူးအောင်မြင်ခြင်းရဲ့တော့ချက်အစွမ်းအစတွေကျွန်တော်တို့ရဲ့အုပ်စာစီစိမ်မှာမရှိပါဘူးအောင်မြင်ခြင်းရဲ့တော့ချက်အရင်အမြစ်ကလည်းဖျားတခင်စီမှာပဲရှိတာဖြစ်တယ်အခုဒီမှာအောင်မြင်တဲ့လူဒီလူဒီတိုင်းကိုကျွန်တော်ကြည့်တဲ့အခါမှာเนาะဣသရေလူမျိုးတွေမှာပို့ပြီးတော့မှများတယ်ဖခင်ကိုကိုးကွယ်တဲ့လူတွေ ဖယားကိုတကယ်ပဲစိတ်နှလုံးအကျုံးမဲ့တို့ဝင်ချင်းကပြီးတော့မှကိုယ်ကိုယ်ရှာတဲ့အသက်တာထဲမှာအောင်မြင်တဲ့သူတွေပုံများတယ်ဆိုတော့ကျွန်တော်တို့လေ့လာတဲ့အခါမှာတွေ့ရှိရတာဖြစ်တယ်။မိတ်ဆွေလူငယ်တွေဒီမှာသင်တို့ရဲ့ယူပါယုံတွေအကြီးကြီးတွေရှိမှဖြစ်တယ်။ကျွန်တော်တို့ရဲ့အနာဂတ်တွေအောင်မြင်လာဖို့ဆိုရင်သင်နဲ့ကျွန်တော်ရဲ့အစွမ်းအစအထက်မဟုတ်ပဲနဲ့ကျွန်တော်တို့ကိုအစွမ်းအစပေးနေတဲ့ဖယားတခင်ရဲ့နာမတော်အဖြစ်ကျွန်တော်တို့အောင်မြင်နိုင်လာဖြစ်ပါတယ်။ကျွန်တော်တို့ကအောင်မြင်ချင်းပေးတဲ့သူဖျားရှင်နာမပေါင်းကြီးပါစေ။ တို့လာမယ့်နေ့ရက်မှာလည်းအောင်မြင်ခြင်းတဲ့သူတွေပဲကျွန်တော်မအောင်မြင်ခြင်းဘူးဆိုတဲ့သူမရှိပါဘူး။တင်းရဲ့စိတ်နှလုံးသားထဲမှာတင်းဟာဒီယူပါယုံကိုခိုင်ခိုင်မာမာမချသေးတာပဲဖြစ်ကောင်းဖြစ်မယ်။တင်းရဲ့အတ္တထဲမှာတော့အောင်မြင်ခြင်းမှာပဲဆိုတာကျွန်တော်ယုံကြည်မျှော်လင့်တယ်။တင်းရဲ့အောင်မြင်ခြင်းရဲ့အရင်အမြစ်ကဒီလောကမှာမရှိဘူး။တင်းရဲ့အောင်မြင်ခြင်းအရင်အမြစ်ကတင်းရှာဖွေစ조사လို့မရဘူးအချိန်ဤပဲပံ့ပိုးပေးလို့ရမယ်တကယ်အောင်မြင်ခြင်းအရင်အမြစ်အောင်မြင်ပြီးတော့မှရေရှည်တည်တတ်သွားဖို့ဆိုရင် ဖယားတခင်ရဲ့အကူအညီမဆပ်ပေးခြင်းဖယားတခင်ရဲ့စကားတော်ထဲမှာယက်တည်ပြီးတော့မှနာခံမှာပဲအောင်မြင်ခြင်းအစမှန်ကိုရမှာဖြစ်ပါတယ်လူငယ်တွေတင်းတို့ရဲ့အိမ်မက်ယူပါယုံတင်းတို့ရဲ့အနာကအတွက်တင်းတို့မျောမှန်းထားတဲ့အရာတွေကိုလှုပ်ဆောင်တဲ့အခါမှာဖယားတခင်ကိုမေ့ပြောက်ပြီးတော့မှမလှုပ်ဆောင်မိဖွယ်ရတော့ကျွန်တော်အားပေးခြင်းတယ် မိတ်ဆွေဒီတို့ဒီဟာဒီထက်မကကြိုးစားရင်ဖခင်ရဲ့စကားဒါနားထောင်ပြီးတော့မှတမန်တရားကိုလိုက်လျှောက်ပြီးတော့မှအသက်ရှင်မယ်ဆိုရင်တင်တို့ဒီဟာဖခင်တခင်ချီးမြှောက်ပြီးတော့မှဒီထက်မကဘဝအသက်တာထဲမှာအောင်မြင်တော်သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့အပေးခြင်းတယ်ဆိုတော့နောက်ဆုံးတစ်ချက်ကျွန်တော်တို့ဘဝအသက်တာထဲမှာအပျော်ရွှင်ရအောင်သောအချိန်ကလွတ်မြောက်ခြင်းဖြစ်တယ်ကျွန်တော်ပြီးခဲ့တဲ့ဒီဘွဲတော်ခံယူတဲ့နေ့မှာ ကျွန်တော်ဒီတို့ချီးတဲ့အရာကဒီအကြောင်းအရာဖြစ်တယ် လွမြောက်ခြင်းကျွန်တော်ပွဲတော်ခံယူနေတဲ့အခါမှာတချို့သောသူတွေကပွဲတော်ကိုဘလို့ခံယူတယ်လဲဆိုရင်အင်မတန်မှကြောက်စရာကောင်းတဲ့အရာတစ်ခုလို့ပြီးတော့မှဘလို့ပြောမလဲဒီအရာတွေကတော်တော်လေးဘောနောဟိုပညာကြီးတယ်လို့လို့ခံယူကြတယ်ပြီးတော့မှတချို့သောသူတွေကဘလို့ခံယူတယ်လဲဆိုပွဲတော်ကိုကျွန်တော်တို့ရဲ့မီဒီယာတစ်ခုလို့ခံယူရတာလည်းရှိတယ်ကျွန်တော်တို့အရင်တော့ကဆရာတပါးကကျွန်တော်တို့စံစာချောင်းတက်တဲ့အခါမှာဆရာတပါးကပြောလာတယ် တချို့တွေကပွဲတော်ခံယူတဲ့အခါမှာဒီပွဲတော်ကိုစပီကြီးကိုကင်ပြီးမှဆယ်ဖီဆွဲတဲ့လူကဆွဲမုတ်ဒီကိုလှုပ်ပြပြီးတော့မှဆယ်ဖီဆွဲပြီးတော့မှမီဒီယာပေါ်မှာတင်ကြတယ်ဒီအရာတွေကကျွန်တော်တို့ကြည့်မယ်ဆိုရင်ပွဲတော်ရဲ့တန်ဖိုးကအဲ့လိုမျိုးလှုပ်ဖို့အရာမဟုတ်ပါဘူးဒီပွဲတော်ခံယူတဲ့အရာဆိုတာက ကျွန်တော်တို့ရဲ့အသက်ကျွန်တော်တို့ရဲ့အသွင်ဝိညာဉ်ကျွန်တော်တို့ရဲ့ဒီအသက်တာနဲ့ဆိုင်တဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာနဲ့ဆိုင်တဲ့ဒီပွဲတော်ခံယူခြင်းမင်္ဂလာကိုကျွန်တော်တို့ အပေါ်စာဆံအောင်မတုံကြပါနဲ့ကျွန်တော်ဒီအရာလေးတော်တော်လေးခွန်အားရတယ်သူထိတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီမှာပွဲတော်ခံယူတဲ့အခါမှာကျွန်တော်ပွဲယူပွဲတော်တုံးတဲ့အခါမှာတောက်တုံးတဲ့အခါမှာဆုတောင်းပါကြီးစွာချီးမွမ်းတယ်ကျွန်တော်တို့အထဲမှာကျွန်တော်တို့ကပြမတဲ့အရာတွေရှိတယ်ပစာအဖြစ်ပြောမှမိတဲ့အရာတွေရှိတယ်ဒီအရာတွေကျွန်တော်တို့ရှေ့မှာဝင်ချကြီးစွာချီးမွမ်းပြီးတော့မှကျွန်တော်ကစားတောင်းရတာဖြစ်တယ်ဆိုတော့ဒီလွတ်မြောက်ခြင်းကျွန်တော်အတက်တာထဲမှာလွတ်မြောက်ခြင်းကလည်းအင်မတားမှပျော်ရွှင်စရာကောင်းတဲ့အရာဖြစ်ပါတယ် ကျွန်တော်ဒီမလေးရှားမှာအခုမှလာတဲ့လူတစ်တီရတော့ကျွန်တော်တိတ်ဖြစ်မှမသိဘူးကျွန်တော်တို့ဒီမှာ၁၀နှစ်ကျော် နေလာတဲ့အလုတ်လုတ်တဲ့လူတိုင်းလူတိုင်းကတော့အဖာစီလေးတွေကြုံရတယ်အချုပ်ခန်းထဲထိမရောက်ဒီတိုင်းအောင်လမ်းမှာရဲတွေနဲ့ကြုံဖူးတဲ့အရာတွေဖမ်းဖူးမိတဲ့အရာတွေကြုံကိုကြုံဖူးမှာပဲဒီနေရာထဲမှာကျွန်တော်လည်းအရင်တုန်းကအပြစ်မှာခဏထွက်ပြေးတော့မှအလုတ်လုတ်ဖူးတယ်နောက်ဒီမှာအတင်းတော်ထဲမှာအစီခံဖို့ရန်အတွက်နေရာခွဲခန့်ထားပေမဲ့ ျွန်တော်အလုတ်ထွက်လို့မှဖြစ်မယ်ဆိုပေမယ့်အလုတ်လောက်ကြည့်ဖူးတယ်အလုတ်လောက်ကြည့်တဲ့အခါမှာမကြသေးဘူးလဝက်ပဲလောက်ရသေးတယ်ရေကဖန်သွားတယ်ရေဖန်သွားတော့ကျွန်တော်တို့အချုပ်ခန်းထဲမှာအချုပ်ခန်းအစ်စ်ထဲမှာပေါ့နော်ကျွန်တော်ခေါ်သွားတယ်ခေါ်သွားပြီးတော့မှအချုပ်ချခံရတယ်ဆိုတော့အဲ့ဒီအချုပ်ချတဲ့အခါမှာဘလောက်ထိကျွန်တော်တို့အတ္တမာနေတဲ့အရာတာကအချုပ်ခန်းထဲမှာရောက်တဲ့အခါမှာတိလာတာဖြစ်တယ်ယူအန်ကလည်းရှိတယ်နော်ယူအန်ကလည်းရှိရှိနဲ့ဖန်ဖန်သွားတာလောက်ထဲမှာ ဆိုတော့ချုပ်ခန်းထဲမှာရောက်တဲ့ခါမှာဖယားကိုအဲ့ဒီချိန်ကြမှာဖယားကိုစကားပြောတယ်ဖယားကိုအပြစ်တင်တယ်ဖယားကိုအမျိုးမျိုးအပြစ်တင်တယ်ဖယားတခင်ဘလို့ဖြစ်တာလဲကျွန်တော်ညအတိုင်းလဲစမ်းစာဖတ်တာပဲကျွန်တော်အမြဲတမ်းဆုလဲတောင်းတာပဲကျွန်တော်လဲချီးမွမ်းနိုင်ကြတော့ချီးမွမ်းတာပဲဖယားခင်ဘာဖြစ်တာလဲပေါ့စတဲ့ဖြစ်ကျွန်တော်အမျိုးမျိုးဖယားကိုအပြစ်တင်ပြီးတော့မှအချုပ်ခန်းထဲမှာ၃ည၃ရက်ဖြတ်တန်းခဲ့တယ်ဆိုတော့အဲ့ဒီ၄ရက်၄ညညောက်မှာပဲ တတိယကကျွန်တော်တို့ကိုအချုပ်ခန်းထဲကနေလာထုတ်သွားတယ်ညမောင်နေချင်းဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ကညမောင်နေပြီဆိုတော့ကျွန်တော်တို့မှမျောလင့်ချက်မရှိတော့ဘူးအာတတိယကတော့ကျွန်တော်တို့ကိုမရွေးတော့ဘူးနဲ့တူပါတယ်ဆိုမှကျွန်တော်တို့ကစိတ်တက်ကြပြီးမှမျောလင့်နေအချိန်မဟုတ်တော့ဘူးအဲ့ဒီညအချိန်ဆိုတော့ကျွန်တော်အိတ်နေအိတ်ဖို့ကျွန်တော်တို့အတူတူပြင်ဆင်နေတဲ့အခါမှာကျွန်တော်နာမည်တွေလာခေါ်သွားတယ်ဟာနာမည်တယောက်ပြီးတယောက်ခေါ်တော့ကျွန်တော်ရှေ့မှာတယောက်လူဟောင်းကအရင်ခေါ်တာပေါ့နော်စီနီယာကအရင်ခေါ်တော့အာတယောက်လည်းခေါ်ပြင်ရေးကလည်းကွာမျက်မျက်မခေါ်ဘူး အဲအဲ့ဒီအဖွဲလေးယောက်ဆိုရင်တော့အာတခါလဲနော်စိတ်ထဲမှာပျော်ရွှင်ကောင်းပျော်ရွှင်ပါသူကလည်းတယောက်ခေါ်လိုက်ပြီးနောက်တယောက်ရဲ့နာမည်ကနည်းနည်းခဲ့တော့သူကကြာသွားပြီအဲ့မှာကြာသွားတော့ငါတို့ရဲ့နာမည်ပါကောပါပါမလားငါတို့ခေါ်ကောခေါ်ပါမလားပေါ့စိတ်နှလုံးပူနေတာအထဲမှာအဲ့ဒါခဏနေကြာတော့ခေါ်နာမည်မမှန်တဲ့အားဒီလဲအလွဲဒီခေါ်တဲ့အခါမှာအဲ့ဒါငါနာမည်ထင်းတယ်ဆိုတော့သူကပြီးမှနည်းနည်းကြည့်မယ်ဆိုမှကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့နာမည်တွေဖြစ်နေတယ်ဖြစ်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီအချုပ်ထဲကနေ ဒီတထေးရဲ့အာမခံတယ်ပေါ့နော်ဒီပတ်စံပေးမှာထုတ်လိုက်တဲ့ခါမှာအော်အပြင်ရောက်လာတဲ့ခါမှာဘလောက်ထိပျော်ရွှင်လဲဆိုရင်လေလွတ်မြောက်တဲ့အရာတာကတော်တော်လေးကိုသူတို့နှုတ်နဲ့ပြောလို့မရတဲ့အရာဖြစ်တယ်သူတို့အချုပ်ခန်းထဲမှာအပွင့်နေတဲ့အပွင့်နေတဲ့အဲ့ဒီရုံးရှိမှာလူ၁၀ယောက်လောက်ရှိနေတဲ့ရေးဒီကိုတော့မှကျွန်တော်တို့မကြောက်နိုင်တော့ဘူးထွက်လာတဲ့ခါမှာလေကျွန်တော်အချုပ်ထဲကနေသူတို့တစင်ပီတစင်တစင်တစင်ထွက်လာတဲ့ခါမှာရှေ့မှာရေးအဲ့ဒီ၃ပွင့်၂ပွင့်နေရှိနေလဲကျွန်တော်တို့ကိုကြည့်လည်းမတုံလောက်တော့ဘူး ကျွန်တော်အထဲမှာကျွန်တော်လွတ်မြောက်ပြီဆိုတော့အရတာခံစားတဲ့အခါမှာအဲ့လောက်ထိဖြစ်တာအဲ့တော့ကျွန်တော်ထွက်လာတယ်အတတိယကားလည်းဟိုးအဝေးမှာပဲဆိုတော့ခဏနေအဲ့ဒီလမ်းထိသွားဖို့တော့မှပြန်ပြီးတော့မှအတွေ့ဝေးလာတယ်ဟာအဲ့လောက်ထိသွားခဏနေပြန်ပြီးမှခေါ်အနောက်နဲ့ပြန်လာပြန်လာပြောမလားဆိုမှပေါ့စားတဲ့ဖြစ်ဆိုတော့ပြောချင်တဲ့အရာကကျွန်တော်တို့လူဘဝမှာတော့မှကျွန်တော်တို့ယာယီပေါ့နော်ကျွန်တော်တို့ကိုယာယီချုပ်ထားတဲ့ချုပ်နှောင်ချင်းထဲကနေတော့မှကျွန်တော်တို့လွတ်မြောက်တဲ့အခါမှာအင်မတန်မှပျော်ရွှင်တာဖြစ်တယ်မိတ်ဆွေ လူငယ်တွေကျွန်တော်တို့ထာဝရကာလနဲ့ဆိုင်တဲ့အပင်ငရဲကနေကျွန်တော်တို့အပြစ်သားဘဝကနေရွေးနှုတ်ပြီးတော့မှလွတ်မြောက်စေတဲ့အရာတင်တကယ်ခံစားရပြီဆိုရင်ပျော်ရွှင်စရာကောင်းတဲ့အရာဒီဒီကဘာမှာမရှိတော့ဘူးကျွန်တော်တို့ကိုအပင်ငရဲကနေရွေးနှုတ်ကယ်တင်တဲ့သခင်ယေရှုရဲ့ရွေးနှုတ်ကယ်တင်ခြင်းစုခြေစုတရားကိုတင်တကယ်ခံစားရရှိပြီဆိုရင်တကယ်လုံးဝအသက်တာထဲမှာလွတ်မြောက်ချင်ရှိတယ်အဲ့ဒီအရာကဘာနဲ့မှလဲလို့မရဘူးအဲ့တော့ကြောင်း ဒီကနေ့လူငယ်မောင်မယ်တွေကျွန်တော်တို့အားပေးခြင်းနဲ့ကျွန်တော်တို့ဒီနေ့ဒီနေ့ဖခင်เจ้าကိုဝတ်ပြုကိုးကွယ်လာတယ်ဆိုတော့အနေအထားတစ်ခုလောက်နဲ့ပဲမဟုတ်ဘဲနဲ့သင်ဒီကိုလာတဲ့အခါမှာကျွန်တော်တို့ဒီမှာဆုဝေးလာတဲ့အခါမှာကျွန်တော်တို့ကိုကယ်တင်ပေးတဲ့ကယ်တင်ရှင်ဖခင်ရဲ့မေတ္တာကိုကျွန်တော်တို့ရှာဖွေပြီးတော့မှလာရောက်တော်သူများဖြစ်ရအောင်ကျွန်တော်ခုနအစကနေကျွန်တော်ပြန်ပြောတဲ့အရာကိုနည်းနည်းပြန်ပြောမယ်ဆိုရင်ပထမဆုံးတစ်ချက်မှာမိသားစုတွေစုံစည်းတဲ့နေရာကျွန်တော်တို့ဒီမှာညီကိုဒီဒီလောက် စုံစည်းဘလောက်ပဲပြည်နေပြည်နေကျွန်တော်ပြည်နေတဲ့အထဲမှာအချင်းချင်းအညိုးနဲ့အချင်းချင်းမနာလိုမုန်းတီးခြင်းနဲ့ကျွန်တော်တို့ဖယားကိုဝတ်ပြုကိုးကွယ်နေပါဆိုရင်ကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းကအချင်းကြီးပဲပျော်ရွှင်မှုမရှိဘူးဟင်းတဲ့နတ်စာကိုချစ်ချင်းမေတ္တာပါတဲ့စိတ်နဲ့စားတဲ့အခါမှာမေတ္တာအပြည့်ခံစားရတာဖြစ်တယ်မိတ်ဆွေလူတွေများတာနဲတဲ့အရာပေါ်မှာပျော်ရွှင်ခြင်းကလိုက်လာတာမဟုတ်ဘူး ကျွန်တော်တို့လူနေတယ်များတယ်ဆိုတော့ကျွန်တော်တို့ရဲ့သဘောတူညီချက်ထဲမှာချစ်ချင်းမြတ်တာပါတယ်ဆိုရင်သူ့ချစ်ချင်းမြတ်တာရဲ့အရင်အမြင့်သခင်ခရစ်တော်ပါတယ်ဆိုရင်ကျွန်တော်တို့ကပျော်ရွှင်ခြင်းမိတ်သာရအစီအွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဖခင်အကြောင်းကိုလာတဲ့အခါမှာတင်းရဲ့အညွန်အသေးတွေထားခဲ့။တင်းဟာဖခင်တခင်ကိုချီးမွမ်းဖို့အရာခတ်တဲ့ကိုတည်မြင်တဲ့ဖခင်ကိုချီးမွမ်းမယ်ဆိုပြီးတော့မှဖခင်အကြောင်းကိုလာပြီးမှဘာအတွက်ကြောင့်မကောင်းတဲ့အမင်္ဂလာတွေ ပျော်ရွှင်ခြင်းမပေးနိုင်တဲ့မကောင်းတဲ့အရာတွေကိုတင်ယူဆောင်လာပြီးမှဒီနေရာမှာလာနေတာလေကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်ကျွန်တော်တို့အထင်းမှာဖရာသခင်ပြုပေးတဲ့ပျော်ရွှင်ခြင်းကိုကျွန်တော်တို့အမိအယအခံယူနိုင်ဖို့ကျွန်တော်အထင်းမှာညှို့ဆူခြင်းတယ်နော်ဒီအရာညိုးတွေကျွန်တော်တို့မယူလာနဲ့ကျွန်တော်မကောင်းမသိတဲ့အရာတွေဖယ်ထားဒါမှဘုရားတခင်ရဲ့မြတ်တာအစစ်ကိုကျွန်တော်တို့ဒီနေ့သတ်ဆင့်ပြီးတော့မှယူတင်ဝတ်ဆောင်နိုင်မှာဖြစ်တယ်။မိတ်ဆွေ ကျွန်တော်တို့ဤကဲ့သို့စုဝေးရတဲ့အကြောင်းအရင်းကကျွန်တော်ရဲ့အထဲမှာဝိညာဉ်ရေးရာထဲမှာတာ၍တာ၍ကျမ်းမာလာဖို့ဖြစ်တယ်။ကျွန်တော်ဖခင်အကြောင်းမှာစုဝေးပြီးမှဖခင်ကိုချီးမွမ်းကူးကွယ်တယ်ဆိုတာကကျွန်တော်ဝိညာဉ်ရေးရာထဲမှာတည်ဆောက်နေခြင်းဖြစ်တယ်။ကျွန်တော်ဒီထက်မကတာ၍တာ၍ကျမ်းမာလာဖို့ရတဲ့လာရောက်ခြင်းဖြစ်ပါတယ်။တင်ကျမ်းမာခြင်းနဲ့ဆိုရင်တင်ရဲ့ဝိညာဉ်ရေးရာထဲမှာဒီထက်မကတင်ဟာကြီးကြီးကြီးထွားခြင်းနဲ့ဆိုရင် ဖရာအကြောင်းကိုလာတဲ့အခါမှာဖရာတခင်ရဲ့ချစ်ချင်းမေတ္တာတော်ထဲမှာလွတ်မြောက်ခြင်းရှိတယ်ဆိုတော့အဲ့ဒီဂျေဇုတရားကိုတည်မြင်ပြီးတော့မှလာပါဖရာအကြောင်းမှာပြင်ဆင်မှုလည်းမရှိဘဲနဲ့ကျွန်တော်လာတယ်ဖရာအကြောင်းမှာဘာပဲပြောပြောဘာပဲဆိုဆိုကိုစိတ်နှလုံးမပါဘဲနဲ့ကျွန်တော်တို့အပေါ်ရန်ချီးမွမ်းကိုးကွယ်တယ်အပေါ်ရန်နားထောင်ပြီးတော့မှပြန်သွားတယ်တင်မလာတာနဲ့အတူတူပဲတင်လာလို့ရှိရင်မိတ်ဆွေမိတ်ဆွေတွေကိုတင်တွေ့သွားမယ်ဒါပေမဲ့ဖရာရဲ့မြစ်တာကျွန်တော်တို့အထဲမှာ ဂျမ်းမာချင်းကျွန်တော်အထဲမှာခွန်အားကိုပေးမဲ့သူနောက်ကပတ်တော်တရားကိုသင်ဟာမရသွားဘူး။ဒါကြောင့်ကျွန်တော်တို့ဖခင်เจ้าကိုလာတယ်ဆိုတော့ဂျမ်းမာဖို့လာတာဖြစ်တယ်။ကျွန်တော်ဒီထက်မကဒီထက်မကဂျမ်းမာလာရင်ဖခင်ရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်တို့တာ၍တာ၍လှုပ်ဆောင်အစေခံဆွမ်းဆောင်နိုင်တာဖြစ်တယ်။ဂျမ်းမာတဲ့လူတစ်ယောက်ကဘာပဲလှုပ်လို့လှုပ်တဲ့အခါမှာလင်းမြန်တယ်၊တွတ်လစ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဝိညာဉ်ရေးရထဲမှာလည်း ကျမ်းမာတော်သူတွေဖြစ်ဖို့ဘုရားသခင်လိုတော်ရှိတယ်။ဝိညာဉ်ရေးရာထဲမှာကျမ်းမာပြီးတော့အခွန်အားကြီးတော်သူများဖြစ်ဖို့လည်းအသင်းတော်ကနေကျွန်တော်တို့အလိုတော်ရှိတာဖြစ်တယ်။ကျွန်တော်တို့ဘသူမဆိုကျွန်တော်အစေခံနဲ့အစေခံကနေစပြီးမှဟိုးအငယ်ဆုံးထိကျွန်တော်တို့ကျမ်းမာနေမှာကျွန်တော်တို့ဘုရားရဲ့မတော်မြတ်ထဲမှာလောက်ကနေတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီလိုမျိုးအတူတကွကျမ်းကျမ်းမာမာနဲ့လှုပ်ဆောင်နိုင်တဲ့အခါမှာဘုရားသခင်ရဲ့ဒီအသင်းတော်ဘုရားသခင်ကချီးမြှောက်သွားမှာဖြစ်ပါတယ်။ဘုရားကချီးမြှောက်တဲ့အခါမှာ ဒီအသင်းတို့ဟာအောင်မြင်လာမှာဖြစ်တယ်ဒီအဆောက်အဦကြီးအောင်မြင်လာတာကိုပြောတာမဟုတ်ပဲနဲ့အသင်းသူအသင်းသားတယောက်ချင်းစီတိုင်းရဲ့အသက်တာဒီထူချပြီးတော့မှသူတပါးကြည့်မြင်တဲ့အခါမှာအတူယူလေးစားစရာအောင်မြင်တော့အသက်တာဖြစ်လာမှာဖြစ်တယ်မိတ်ဆွေကျွန်တော်လောကမှာအောင်မြင်တဲ့အရာတွေလောက်တစ်ခုကိုပဲအောင်မြင်ခြင်းတော့မတတ်မှာပါနဲ့ကျွန်တော်ဝိညာဉ်ရေးရာထဲမှာကျမ်းမာပြီးတော့မှဝိညာဉ်ရေးရာထဲမှာလဲကျွန်တော်တို့ဘုရားသခင်ရဲ့အတူယူစရာတွေ ဘုရားခင်ရဲ့ဘုံတော်ထင်ရှားစေတဲ့အရာတွေများစွာစီးထွက်နိုင်သောအသက်တာတွေလည်းပဲအောင်မြင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီလူငယ်တွေမောင်မယ်တွေကျွန်တော်ဘုရားအသက်တာထဲမှာအောင်မြင်အောင်မြင်တော်သူများဖြစ်ဖို့ကျွန်တော်အများအားချီးမွမ်းတယ်။ငါယေရှုကြောင့်အောင်မြင်တော်သူဒီအရာတွေကိုကျွန်တော်နှုတ်ကနေဝန်ခံတာကောင်းပါတယ်။သို့တော်စိတ်နှလုံးသားနဲ့သာ၍ဝန်ခံတတ်တော်သူများဖြစ်ရအောင်။ကျွန်တော်ဘုရားအသက်တာထဲမှာလွတ်မြောက်တော်သူများ ျွန်တော်တို့ကိုသခင်ယေရှုကသူ့ရဲ့အသက်ကိုပေးပြီးတော့မှသူ့ရဲ့အသက်ကိုမနှမျောဒီတိုင်အောင်ကျွန်တော်တို့ကိုအသက်ပေးပြီးတော့မှရွေးရွေးကယ်ခဲ့တဲ့သခင်ယေရှုရဲ့ကယ်တင်ခြင်းဆုကျေးဇူးကိုတကယ်ပဲမလက်ခံသေးတဲ့သူတွေတဘောမပေါက်သေးတဲ့သူတွေရှိကောင်းရှိမယ်။တင်ဟာသူ့အရာတွေကိုတဘောမပေါက်သေးဘူးဆိုရင်တင်ရဲ့အသက်တာထဲမှာတင်ဟာဘလို့နည်းနဲ့မှလွမြောက်ခြင်းကိုမခံစားရဘူး။လွမြောက်ခြင်းရဲ့အစစ်အမှန်ကဒီလောကမှာရှင်ွယ်ဥစ္စာထဲမှာမတည်ဘူး။လွမြောက်ခြင်းအစစ်အမှန်ကသူ့သခင်ယေရှုကို ယုံကြည်တဲ့အသက်တာမှာပဲတည်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီအသက်တာထဲမှာပျော်ရွှင်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လေ့လာမယ်ဆိုအများကြီးရှိပါတယ်။ဆိုတော့ဒီအရာကိုလည်းကျွန်တော်တို့အခြေချပြီးမှပြောမယ်ဆိုရင်တော့အများကြီးရှိပါတယ်။ဆိုတော့အဆုံးမှကျွန်တော်ကျမ်းပိုက်လေးတစ်ခုဖတ်ပြီးတော့မှအဆုံးသတ်မှဖြစ်ပါတယ်။ယောမဩဝါဒစာအခန်းကြီး6အပိုင်းငယ်22နဲ့23လေးကိုဖတ်ပြီးတော့မှအဆုံးသတ်ချင်တာဖြစ်ပါတယ်။ယောမဩဝါဒစာအခန်းကြီး6အပိုင်းငယ်22နဲ့23ယခုမူကားတင်တို့ဒီအပြစ်တရားဤလက်မှလွတ်၍ ဖရာတခင်ဤကျွန်ဖြစ်ကြဒီနဲ့အညီတန်ရှင်းချင်းအကျိုးကိုရကြဤအဆုံး၌လဲထာဝရအသက်ကို ရကြလိမ့်မည်အပြစ်တရားဤအခါကာတည်ခြင်းပေသည်ဖရာတခင် ပေးတော်မူသောဆုကျေးဇူးတော်ကငါတို့တခင်ယေရှုခရစ်အဖေထာဝရအသက်ပေသည်ယောယခုဘုရားမှာအောင်မြင်တော်သူတွေဖြစ်တာကကောင်းပါတယ်တင်းအောင်မြင်နေတဲ့စီးပွားရေးကဏ္ဍတင်းအောင်မြင်နေတဲ့တင်းရဲ့ဝါသနာရေးရမှာအောင်မြင်နေတဲ့အရာကကောင်းပါတယ် သို့တော်လည်းပဲဒီလောကမှာအောင်မြင်နေတဲ့အရာထက်ထာဝရကာလမှာအောင်မြင်သောအသက်တာဒီဒီများဖြစ်ချဖို့ရတဲ့ဒီကနေ့ကျွန်တော်အနေနဲ့နှုတ်ကပတ်တော်ဤများလောအားပေးခြင်းသာဖြစ်ပါတယ်။ကျမ်းနာတဲ့အရာအတိုင်းပေါ်မှာဖျက်ရှင်ထူးကောင်းချီးရှိပါစေ။